ီနေ့မှာတော့ပုံမှန်ဗီဒီယိုလေးတွေနဲ့မတူပဲနည်းနည်းလေးထူးခြားတဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကျမတို့တွေဟာအစားအသောက်တွေကိုချစ်ကြပါတယ်။ဒါပေမဲ့အစားအသောက်တွေကတော့ကျမတို့ကို မချစ်ကြပါဘူး။ဘာလို့ကြလို့ပြောရတာလဲဆိုရင်တော့တချို့အစားအသောက်တွေကတာမန်လူတွေစားဖို့အိမ်မက်တောင်မမတ်နိုင်လောက်အောင်ကိုဈေးကြီးလုံးပါတယ်။တချို့အစားအသောက်တွေကြပြန်တော့လည်းပတ်စံရှိရုံနဲ့မလုံလောက်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုရှားပါမှုနဲ့ထုတ်လို့ရအခက်ခဲမှုတွေကြောင့်ပါ။ဒါကြောင့်ဒီနေ့မှာတော့ရှားပါပြီးအရန်ကိုစီကြည့်တဲ့ကမ္ဘာစီအကြီးဆုံးအစားအစာ၅မျိုးကိုအားလုံးအတွက်မျှဝေပေးလိုက်ပါရစေ။ကဲဘယ်အစားအစာတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်။နံပါတ်5မတ်ဆူတာကီလို့ခေါ်တဲ့မှုမတ်ဆူတာကီမတ်ရွန်း ဒီမိုကတော့ဂျပန်နိုင်ငံမှာအမှုပဲရလို့တော့တင်စားခေါ်ခေါ်ကြပြီးထူကြတဲ့အနန်းအရာသာရှိတယ်လို့ဆိုကြပါတယ်ဈေးကတော့တစ်ပေါင်ကိုဒေါ်လာ40ကနေဒေါ်လာ1000အထိဈေးရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့7000ကနေ30ကျော်အထိဈေးရှိတာဖြစ်ပါတယ်ဒီမိုတွေဟာတပည့်အချို့ရဲ့အမြင့်တွေမှာအမြင့်တဲ့နေထိုင်ကပေါရောက်ကြတာဖြစ်ပြီးစိုက်ပျော်လို့လုံးဝမရပါဘူး ဒီမိုတွေကိုစားဖို့အတွက်တက်တော်တွေထဲမှာလိုက်ရှာရတာဖြစ်ပြီးတက်တော်တွေပြုံးတိလာတာကြောင့်မိုကပူရှားပါလာတယ်လို့သိရပါတယ်။နံပါတ်၄ Saffron နောက်ထပ်အော်ဂျီယာကောင်းတဲ့အစားအစာတစ်ခုကတော့ Saffron လို့ခေါ်တဲ့ဟင်းခက်အမွေအကြိုင်မှာသူက အနက်မွေးကြိုင်ပြီးစေးဘက်လဲဝင်တယ်လို့ဆိုကြပါတယ်။ ခရကက်စာတီဘတ်လို့ခေါ်တဲ့ပန်းမွေရဲ့ညီညိုရောင်ဝတ်ဆံမှု၃ခုကနေယူရတာဖြစ်ပြီးတပောင်ကိုဒေါ်လာ6500ကနေ9000အထိဈေးရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့330ကနေ3100ကျော်အထိဈေးရှိတာဖြစ်ပါတယ်။ပါကြောင့်ဒါလောက်ဈေးကြီးရတာလဲဆိုရင်တော့စာဖရဟင်းခတ်အမွေအကြိုင်တပောင်ရဖို့ကိုပန်းမွေပေါင်း9000ကနေ9000ကျော်လောက်လိုအပ်တာဖြစ်ပါတယ်။ပန်းတဝင်းစီကနေဝတ်ဆံမှု၃ခုရဖို့ကိုလက်နဲ့ပဲတဝင်းချင်းစီကိုရိုက်တင်ရတာ ဖြစ်ပြီးဒီလိုရိတ်သိမ်းနိုင်ဖို့အတွက်လူတွေအများကြီးနဲ့အချိန်တွေအများကြီးပေးရတာကြောင့်တလောက်စည်းကြည့်ရတာဖြစ်ပါတယ်။နံပါတ်3ခိုးပြီးအမေသာနံပါတ်3ကတော့အမေသားချစ်သူတွေစိတ်ဝင်စားကြမယ်ခိုးပြီးအမေသားပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာယိုဂိုဒေတာကတာဂျူမာဂီလို့ဆိုရဲဝါဘူးနော်မျိုးစိတ်ကနေရရှိတာဖြစ်ပြီးဒီအသားကအစီနဲ့အသားတွေရောရှက်နေတဲ့မာဒလင်ပေါင်းစံကြောင့်ထူးခြားတဲ့လူငယ်မှုနဲ့အရေးရွှဲမှုအရာတာကိုပေးစွမ်းနေလို့ဆိုပါရစေ တပောင်းကိုဒေါ်လာ200ကနေ300မြန်မာငွေ4ဒိန်းကနေ6ဒိန်းဝန်းကျင်အထိဈေးရှိပါတယ်။ကိုဗီမဲသားကိုရဖို့အတွက်နှွားတွေကိုတေချာခရူးတစားချွေမွေပြုစုကြရပါတယ်။တချို့ခြံတွေဆိုနှွားတွေကိုဘီယာတိုက်တာတချင်းဖွင့်ပေးတာတွေလုပ်ပေးလိမ့်ရှိပြီးတချို့ခြံတွေဆိုရင် map စီလုပ်ပေးတာတွေတောင်ရှိပါသေးတယ်။ ဒါမှလူညံ့ပြီးအရေးအသွေးကောင်းတဲ့အသားကိုရမှဖြစ်ပြီးခိုးပြီးအမေသားလို့နာမည်တက်ခွင့်ရဖို့ကမွေးမြူရေးစံနှုန်းနဲ့အသားအရေးအသွေးစံနှုန်းတွေအကုန်ပြည့်စုံရမှာပါ White Traffic အဖြူရောင် Traffic မို့နောက်ထပ်ဈေးအခြေစုံအစားအစာတစ်ခုကတော့ဒီအဖြူရောင် Traffic မို့ပါပဲ သူကကမ္ဘာစီအကြီးဆုံးအမှုအမျိုးအစားဖြစ်ပါတယ်။အဓိကအားဖြင့်အီတလီနိုင်ငံရဲ့ဖီဒမက်ဒေတာတွေမှာတွေ့ရပြီးမြေအောက်မှာပေါရောက်တာပါ။စိုက်ပျိုးလို့လုံးဝမရပဲတဘာဝအတိုင်းပေါက်တာမျိုးအလွန်ရှားပါတယ်။ဒီမိုတွေကိုရှာဖို့ဆိုတာလေလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူးအနောက်ခံကောင်းတဲ့ထရက်ဘဲခွေးတွေကိုအားကိုးပြီးရှာဖွေရတာဖြစ်ပါတယ်ခုပြီးရင်လည်းကြကြမကန်ပဲကြာသွားရင်သူ့ရဲ့အနံ့အရသာကမြင်မြင်ကြဆင်းသွားတဲ့အတွက်မြင်မြင်စားသုံးရပါတယ် အနိုင်ကတော့တကယ့်ကိုထူကြပြီးမွေးဆိုင်တယ်လို့ဆိုပါတယ်။တပေါင်ကိုဒေါ်လာ၄000မြန်မာငွေ80ကျော်အထိဈေးရှိတာဖြစ်ပါတယ်။ဆိုတော့ပကံလုံးလေးတစ်လုံးစာစာမေ့ဆိုရင်တော့တော်တော်လေးကုန်ချမယ်အစားအစာတစ်ခုပဲဖြစ်ပါတယ်ရှင်။ကဲနံပါတ်၁ကမ္ဘာဈေးကြီးဆုံးအစားအစာအဖြစ်နံပါတ်1နေရာမှာရက်ကျင်နေတာကတော့ Armas Caviar ဆိုတဲ့ငါးဥပါတယ်ရှင်။ စိန်လို့အတိတ်ပဲရပြီတာမန်၅ဥတော့မဟုတ်ဘူးလို့ဆိုပါတယ်ဘလို့တာမန်၅ဥမဟုတ်တာလဲဆိုရင်တော့ဒီ၅ဥဟာကမ္ဘာအရှာပါဆုံး၅တမျိုးဖြစ်တဲ့ Albino Beluga Strato ဆိုတဲ့ငါးဖြူကြီးရဲ့ဥက္ကဋ္ဌရတာကြောင့်ဖြစ်ပါတယ်ဒီငါးတွေဟာ260ကနေ100အထိအသက်ရှင်နိုင်ပြီးအီရန်နိုင်ငံကကပ်စီယံပင်လယ်တောင်ပိုင်းတွေမှာပဲတွေ့ရပါတယ်။သူတို့ရဲ့ဒီဥတွေကရွှေရောင်နှီးပါရှိပြီးတကယ်ကိုထူးခြားတဲ့အရသာရှိတယ်လို့ဆိုပါတယ်။ 1ကီလိုဂရမ်ကိုဒေါ်လာ3,450ဝန်းကျင်မြန်မာငွေ3,900ကျော်လောက်တန်ကြီးရှိတာဖြစ်ပါတယ်။ဒါကိုရောင်းချတဲ့အခါမှာလည်း24ကားရှိတဲ့ရွှေဘူးတွေကိုထည့်သွင်းပြီးမှသာရောင်းချကြတယ်လို့သိရပါတယ်။ဆိုတော့ပတ်စံရှိရင်တော့အလွယ်တကူဝယ်စားလို့မရနိုင်တဲ့ရှားပါပြီးအရန်ကိုစည်းကြည့်တဲ့ကမ္ဘာအစည်းအကြီးဆုံးအစားအစာငါးမျိုးကိုအားလုံးအတွက်အမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ ဘယ်အစားစားကစားကြည့်စရာကောင်းပြီးအံ့ဩစရာအကောင်းဆုံးလဲဆိုတာပေါ့မှန်လေးမှာမျှဝေပေးခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုမျှဝေပေးသွားပါအောင်မယ်။ကြည့်ရှုနာဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။